2025ခုနှစ်ဧပြီလ26ရက်နေ့တွင်အီရန်နိုင်ငံဘန်ဒါအဘတ်စီဆာဟစ်ရာဂျာဟီစိတ်ခန်တွင်ဂျီမာသောပောက်ကွယ်မှုတစ်ခုဖြစ်ပွားခဲ့သည်အနည်းဆုံးလူ၈ဦးသေဆုံးပြီး900ကျော်ဒဏ်ရာရရှိခဲ့သည်ပောက်ကွယ်မှုသည်အဆိုင်ကတောင်းဒုံးပြန်လောင်စာတွင်အုံပြုသည့်ဓာတုပစ္စည်းဖြစ်သည့်ဆိုဒီယမ်ပါကလိုရိတ်အပါအဝင်အန္တရာယ်ကြီးသောပစ္စည်းများတို့လောင်ထားသည့်ကွန်တိန်နာများမှထွက်ပေါ်လာခြင်းဖြစ်သည် အိုမန်နဲ့အမေရိကန်နဲ့အီရန်နျူကလ িয়ার ဆွေးနွေးပွဲများပြုလုပ်နေချိန်တွင်ရင်းပောက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးချင်းနေကိုပုံမှန်ရှုတ်ထွေးစေခဲ့သည်။ဒီနေ့နေ့နောက်ပိုင်းတွင်အီရန်ဗျာရှိများကတရင်အခြေအနေများကိုမျှဝေခဲ့သည်။ပောက်ကွဲမှုသည်အီရန် ပက်ထိန်ဒုံးကျည်များအတွက် လောင်စာစီနှင့်ဆက်ဆက်နေသည်ဟု၎င်းတို့ကပြောကြားခဲ့သည်။အမ်ဘရီဟုခေါ်တော့ပုဂ္ဂလိကလုံခြုံရေးကော်မတီတစ်ခုမှမိလောင်မှုသည်ဒုံးအီရန်ဒုံးကျည်များအတွက်ရည်ရွယ်သည့်လောင်စာချီများကို ကတ္တမှုညံ့ဖျင်းခြင်းကြောင့်ဖြစ်ရခြင်းဖြစ်သည်ဟုပြောကြားခဲ့သည်အခင်ဖြစ်ပေါ်ရနေရာမှာဗီဒီယိုများတွင်ဗရန်ဗရာဖြစ်နေပြီးဒူချာနေတော့အဆောက်အဦများမှအလုပ်သမားပြေးထွက်နေကြပြီးမန်ကွဲနေတော့လမ်းမပေါ်တွင်ကားများဖြတ်တန်းမောင်းနေကြရေးပေါ်ဖွဲ့များကပျက်စီးများအောက်မှလူများကိုဆွဲထုတ်ခဲ့ကြသည်ပထမတော့ပောက်ကွယ်မှုကြောင့်အ ਨੇ ဆုံးလူ၄ဦးတေဆုံးခဲ့တယ်လို့တင်းတွေကဆိုပါတယ်ည9:33မိနစ်မှာဒေတာခန်စန်တော်ဂျိန်လိုက် တေဆုံးသူ၈ဦးအထိမြစ်တက်လာခဲ့ကြောင်းနိုင်ငံပိုင်မီဒီယာကဖော်ပြခဲ့သည်။ပောက်ကွယ်မှုကြောင့်အနာရှိရေနံဆက်ရုံများထိခိုက်မှုရှိခဲ့ကြောင်းအနာပိုင်များကပြောကြားခဲ့သည်။ပောက်ကွယ်မှုသည်တန်းစင်ဆက်ရုံများသို့မဟုတ်လောင်စာရှိပိုက်လိုင်းများနှင့်ဆက်ဆံမှုမရှိဘူးလေ။ယူရန်နိုင်ငံရေနံကုမ္ပဏီကပြောကြားခဲ့သည်။ တိုးတော့လဲပေါက်ကမှုသည်ပြင်းထန်လွန်းသဖြင့်16မိုင်กว่าရှိကုရှင်ကျွန်းတွင်နေထိုင်သောလူများက၎င်းတို့အတန်ကိုကြားရသည်ဟုဆိုသည်စိတ်ကနေဒုံးကြီးလောင်စာစီများရှိနေခြင်းသည်အီရန်၏ဒုံးကြီးအစီအစဉ်နှင့်ပတ်သက်၍ဆိုရမှုများမြစ်တက်လာနေသည်ပေါက်ကမှုကြောင့်လူလေထုရေတွေးကိုတိုက်ခိုက်စေသည့်အမိုနီယာဆာလဖာဒိုင်အောက်ဆိုဒ်နှင့်နိုက်ထရိုဂျင်ဒိုက်အောက်ဆိုဒ်တို့ပါဝင် အန်နေရှိသောဓာတုပစ္စည်းများထွက်နေသည် အာရဗရနာကလောမများလူများကိုအိမ်တွင်း၌နေရန်နှင့်အကောင်စီများတက်ရမိတ်ပေးထားပြီးဂျိုတင်ကကမှုနေဖြင့်ဗန္ဒအပါစီကျောင်းများကိုပိတ်ထားခဲ့သည်ပုံမှန်ပြည်သူတွေတက်အချိန်မြောက်အမေရိကန်အီရန်နျူကလ িয়ার စစ်ပွဲအတွက်ပောက်ကွဲမှုတွေတမ်းမှတရမှန်ရေးရခြင်းတွေကိုထိခိုက်စေနိုင်ပြီးရေဝင်းအကြောင်းရင်းကိုအတိမပြုနိုင်သေးတော့လဲအချို့သောသူများကပောက်ကွဲမှုတွေအချိန်နှင့်ဆက်ဆက်ပြည်စီများကိုထက်သွင်းစဉ်းစားကား ပောက်ကွဲမှုဖြစ်နိုင်သည်ဟုဆိုယူဆကြသည်တမရမဆုကဒီအဖြစ်ပြက်ကိုစုံစမ်းစစ်ဖို့အမိတ်ပေးခဲ့ပြီးပြည်ထရေးဝန်ကြီးကိုအဲ့ဒီနေရာသို့ဆီလုခဲ့သည်ဆိုင်ရာဂျာယီစိတ်ကန်းရှိအလုအလုံးကိုရပ်တန့်ခဲ့ပြီးနောက်ဆက်တွဲပြဿနာကိုပြန်ကင်တွဲရန်ရေးဖို့အဖွဲ့များဆီလုခဲ့သည်